engine နဲ့ W engine ကပါကွာရလေဖူးတွဲနဲ့ W တွဲဆိုရင်ဘယ် engine ကပိုကောင်းတာလဲဒါမှမဟုတ်အတူတူပဲလားဒီနှစ်ခုကဘလို့ကွာရလဲဘယ်ဟာပိုပြီးစောင်းဆောင်ရင်မြင်လာလဲဆိုတဲ့အကြောင်းပြောပြရမယ်ဖူး engine ဆိုတာကတော့စီစလင်ဒါတွေကိုဘွေးပုံစံတန်းစီထားတာပါဥပမာဘွေးအိတ်ဆိုရင်တစ်ဖက်ကို၄လုံးစီနဲ့ဘွေးပုံစံဖြစ်အောင်စီထည့်ထားတာကိုပြောတာပါဝီပုံစံထောင်းရတော့90ဒီဂရီ85ဒီဂရီနဲ့60ဒီဂရီဆိုပြီးအမျိုးမျိုးရှိပါတယ် ဟူအင်ဂျင်တွေကိုသုံးရတဲ့အကြောင်းရင်းကတော့အင်ဂျင်ရဲ့အစားသိပ်မကြီးပဲနဲ့ဆွာမျက်နှာကြောင်ဖြစ်ပါတယ်။ဥပမာ Toyota Camry V6 4 Mustang V8 တို့လိုကားတွေမှာသုံးပြီးတော့စီစားလဲတက်တာတို့ပြုပြင်ရတဲ့လွယ်ကူပါတယ်။ဒါပေမဲ့စီစလီနာတွေပိုများလာတဲ့အခါဥပမာ V12 လိုအင်ဂျင်မျိုးဆိုရင်အင်ဂျင်ကန်ကပိုကြီးပြီးတော့နေရာပိုယူသွားတာမျိုးဖြစ်လာနိုင်ပါတယ်။ဒါ ው V12 အင်ဂျင်တက်ဆင်ထားတဲ့ Ferrari A12 GTR ရဲ့အင်ဂျင်ကန်ကတာမန်ထပ်ပိုပြီးတော့ကြီးရအောင်ကြီးရင်သိနိုင်ပါတယ်။ W engine ဆိုတာကတော့ cylinder တွေကို W ပုံစံဖြစ်အောင်၃နန်းဒါမှမဟုတ်၄နန်းခွဲထားတာဖြစ်ပါတယ်။ဥပမာ W system မှာဆိုရင် cylinder ၄လုံးစီကို W ပုံစံ၄နန်းခွဲထားပါတယ်။ W engine ကိုဘာကြောင့်တီထွင်ခဲ့ရတယ်လဲဆိုတော့ cylinder တွေအများကြီးကို engine gun ထဲမှာတိတ်ပြီးစွာနဲ့ထည့်ထားနိုင်မှုပဲဖြစ်ပါတယ်။ဥပမာ Bugatti Chiron မှာဆိုရင် W16 engine ကိုတက်ဆင်ထားပေမဲ့ engine gun ကတော့ V8 လောက်ပဲရှိပါတယ်။အဲဒါကြောင့်လဲ horsepower 1500အထက်ကိုထုတ်ပေးနိုင်တာဖြစ်ပါတယ်။ W engine ကိုဈေးကြီးမော်ဒယ်မြင့်ကားတွေဖြစ်တဲ့ Audi နဲ့ Bugatti တို့မှာအသုံးများပါတယ်။ W engine ဟာစွမ်းအင်မြင့်မြင့်ပဲဒီဇိုင်းနဲ့တခြားပုံကရှုပ်ထွေးပြီးထိုးလွှတ်မှုကုညာစရည်မြင့်မားလွန်လာကြောင်းပြုပြင်ရလဲခက်ခဲပါရဲ့။ဘယ် engine ကိုယူရမလဲဆိုတာကတော့အသုံးပြုမဲ့အပေါ်မှာမူတည်ပါတယ်။ V engine ကရိုးရှင်းပြီးတော့ကုန်ကျစရည်လဲတက်တာကြောင်း AC ကားနဲ့တာမန်ကားတော်တော်များများမှာတွေ့ရပါတယ်။ W engine ကတော့စွမ်းအင်မြင့်လာကြောင်း Supercar နဲ့ Hypercar တွေမှာပဲသုံးပြီးတော့ကုန်ကျစရည်လဲများပါတယ်။ ဥပမာဒိုတာကရောင်းဟာပွဲသွားရုံတက်ဖို့လို့ထုတ်ထားတာဖြစ်ပေမဲ့ Bugatti Chiron ကတော့ကမ္ဘာအမြန်ဆုံးကားဖြစ်ဖို့ထုတ်ထားတာဖြစ်ပါတယ်။ဒီလောက်ဆိုရင်ဘူယင်ဂျင်နဲ့ဝင်ဂျင်ရဲ့ကွာခြားချက်ကိုအကျဉ်းမြင့်တိလောက်ပြီလို့ထင်ပါတယ်။